အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ကျွန်တော်ဆရာခင်မွန်တို့ရဲ့ဆယ်လေးလိုက်တန်ဆိုတဲ့တခြင်းလေးပေါ့နော်အဲတခြင်းလေးကိုအဲတခြင်းလေးရဲ့ plugin လေးကိုကျွန်တော်ပြန်လည်းမျှဝေပေးမှာဖြစ်ပါတယ်။သူက key ကတော့ D key နဲ့တည်းချာပေါ့နော်။သူ့ရဲ့ plugin လေးကဘယ်လိုလေးလဲဆိုတော့သူ D key ကိုကိုင်းထားမှာပေါ့နော်။ပြီးတဲ့ခါမှာသူ့ရဲ့ bass ကျိုးတန်ဖြစ်တဲ့၄ကျိုးကိုတီးမယ်။ပြီးတဲ့ခါမှာ၃ကျိုးပြီးတဲ့ခါမှာ၂ကျိုးပြီးတဲ့ခါ၃ကျိုးကိုပြန်တက်မယ်။ဘယ်လိုလေးပေါ့နော်။ ပြီးရခါမှာလက်တန်းလေးနဲ့တကြိုးကိုသုံးခွက်မှာဖြိမယ်ပြီးရခါမှာလက်တန်းလေးနဲ့ပဲပြန်ကုတ်ချမယ်အဲ့လိုလေးပေါ့နော်အဲ့လိုလေးပါကျွန်တော်အစနေပြီးပြောမယ်ဒီကမှာတကြိုးလွကြိုးတန်အောင်ယူမှာဖြစ်တဲ့အတွက်ကြောင့်လို့ဒီဖိထားတဲ့လက်ခလဲကိုလွတ်လိုက်မှာပေါ့နော်လက်ခလဲတစ်ချောင်းမှာလွတ်မယ်ပြီးရင်တကြိုးလွကြိုးတီးမယ် ပြီးကမှနှစ်ကွက်မှာပေါက်မယ်လက်ကလေးနဲ့ပြန်ပြီးတော့အဲ့လိုလေးပေါ့နော်ပြီးကမှနှစ်ကျိုးသုံးကျိုးအဲ့လိုလေးပါကျွန်တော်အစနေတိပြပါမယ်ဖြည်းဖြည်းချင်းလိုလေးပါပြီးရခမာသူက A ကွက်ပေါ့နော် A ကွက်ကိုကိုင်းတဲ့ခါမှာဒီလိုလေးကိုင်းတယ်ပေါ့နော် မာ A ကွက်ကိုတီးတဲ့ခါမှာ A ရဲ့ base 2တန်ဖြစ်တဲ့5ဂျိုးကိုယူမယ်ပြီးတဲ့ခါမှာ4ဂျိုးပြီးတဲ့ခါမှာ3ဂျိုးပြီးတဲ့ခါမှာ4ဂျိုးပြန်တီးမယ်ဒီလိုလေးပေါ့နော်ပြီးတဲ့ခါမှာလက်တန်းနဲ့2ဂျိုးကို3ကွက်မှာဖိပြီးကုန်မှာပေါ့နော်လိုလေးတီးပြီးတဲ့ခါမှာသူက2ဂျိုးရဲ့လွှတ်ဂျိုးတန်ကိုယူမှာဖြစ်တဲ့အတွက်ကြောင့်မလို့ ဒီလက်တကြုံထွက်လိုက်မှာပေါ့နော်ပြည့်ကမှာနှစ်ကျိုးကိုတီးမယ်ပြည့်ကမှာနှစ်ကွက်မှာလက်တကြုံနဲ့ပြန်ပေါက်မယ်လို့လေးပေါ့နော်ပြည့်ကမှာ၃ကျိုး၄ကျိုးတက်မယ်လို့လေးပေါ့နော်သူအဲ့ဒါလေးပဲပက်တီးနေပေါ့နော်ကျွန်တော်တီးပြောင်းမယ်လိုလေးပါပေါ့နော် ဒါလေးပါပဲပေါ့နော်လွယ်လွယ်လေးပါပဲဟုတ်ကဲ့အားလုံးပဲလိုက်ကြည့်လို့အချင်းပြေကြပါစေနော်ကျွန်တော်ရဲ့ YouTube channel မှာလည်းဒီလို guitar နဲ့ပတ်သက်တဲ့ lesson လေးတွေပေါ့နော်အားလေးတွေကိုကျွန်တော်အမြဲတမ်းတင်ပေးသွားမှာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီ YouTube channel လေးကို like and subscribe လေးလုပ်ပေးဖို့မေးပါတယ်ပေါ့နော်အားလုံးပဲနောက်ထပ် video မှာပြန်လည်ဆုံတွေ့ကြပါမယ်